ဒါနဲ့ထိုက်ဆိုရင်များသောအားဖြင့်ပြန်ဆိုတင်းနဲ့ပဲလူတိထားတယ်။သူကပြန်ဆိုတင်းပဲဆိုတော့တစ်ခါလေးပွဲမှာတော့လို့မျိုးထင်ကြတာပေါ့နော်။ဒါပေမဲ့တဲကိုတော့ဒါနဲ့ထိုက်ဆိုရင် ပြန်ဆိုတင်းဆိုတာထက်သူကိုယ်ပိုင်တချင်းနဲ့ပောက်တယ်ကို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 ရဲ့ကိုယ်ပိုင်တချင်းနဲ့နေတော့ပုံပြီးတွဲသိစီချင်ပါတယ်။ Be hari ma blue suda mi te yang na le lu gu yu ba te gu chan na pe ba တဲ့ပုံမှန်ပြမှာဆိုတော့လူငယ်ဆဆန်ပေါ့ပပပဲနေဖြစ်ပါတယ်။အဲဒါမဲ့တဲထီရှိမှထွက်ထားတဲ့တခြင်းတွေရမှာလည်းအဲ့လိုလူငယ်ဆဆန်လေးတွေလောက်ထားတဲ့ခြင်းတွေရှိတယ်။ဒါမဲ့အဲ့တခြင်းလေးကတိတ်ပြီးလည်းမပေါက်ဘူးလူလည်းမတိလိုက်ဘူးပေါ့။အမြင်ဆန်းတယ်ဆိုပေမဲ့တဲကအရင်ရန်ရန်ပြပြအဝဲစားမျိုးတရုပ်ပြတ်တာမျိုးတော့မဝက်ဘူးအဲ့လိုမျိုးတော့မလုပ်ဘူးပေါ့နော်။အဲစလားလို့ပြန်ဆိုတီးချင်းတူရင်တော့မှလူယူပါတဲ့ကိုချမ်းသာပြီးပါတော့ကြွကြွလိုက်မှရောရဲမှုဆိုဒီမှာဝတ်စုံနေပဲရိုက်ထားတာ။အဲ့ဒါလေးတွေကိုပဲသဘောကျကျတာဆိုတော့အဲတဲကိုသဒ္ဒနထိုက်ဆိုရင်အဲ့လိုမျိုးလေးပဲမြင်လို့ဖြစ်နေရပါ။ จไลมายาเรมูปวยลีเหมี่ยวซีดลูมองยิจิตุเมียชินิมลาตองเปียปยารีเลมาเซนจังลีซีซันดาลัวปวยตีเมียลามองยิเออဟုတ်တယ်တချင်းကကြတော့အဲနောက်ထပ်ပဲတချင်းนี่ဘလို့ဝဲထွက်ထွက်အဲတချင်းကိုမကြုံနိုင်ဘူးပေါ့နော်ဒီဇွန်လမှာရွာတဲ့မိုးကိုပဲလူတွေကပို့ပြီးတော့ဆွဲကြတယ်အခုထိလည်းပြင်မှာမြင်ညလို့ရှိရင် င်တာဗျူးอ่ะဆောင်มาအခုလို့ပေါ့ဒီဇွန်လမှာရွာရဲမို့အဲ့ဒီတုန်းနဲ့ဖြစ်ရအခုထိသူမြန်မာနဲ့လေညီမလေးဒီဇွန်လမှာရွာရဲမို့ပထမနဲ့ထိုက်ဆိုဒီဇွန်လမှာရွာရဲမို့ဒီဇွန်လမှာရွာရဲမို့ဆိုတရားနဲ့ထိုက်ဆိုပြီးတွဲမိသွားတာလေးပေါ့ အားလုံးမင်္ဂလာပါရှင်ဒီနေ့ကကျတော့ဒီတိုးတိုးလေးချစ်မယ်ဆိုရယ် series ရဲ့ဟာပေါ့နော်အပဝင်ထားတဲ့တင်ငင်းချင်းအောင်ဖုံးထုတ်ပေါ်လာပြီးအားပေးဝန်းရံဖြစ်တာဖြစ်ပါတယ်ဟုတ်အဒီကားလေးကကျတော့တဲ့ပုံမဲ့အခုနောက်ပိုင်းဆိုလောင်ရတဲ့ကားတွေကများနေတာဟိုအဲ့ဒီကမှဒါအချိုလေးပြန်ပြီးတော့မပွင့်ကိုယ်တိုင်လေအချိုလေးပြန်ရိုက်ထားတာဆိုတော့ဒီစိတ်ပင်ပန်းမှုတွေဖြစ်ပြောက်ပြီးတော့ပေါ့နော်ဒီလုံးဝ relax လေးဖြစ်စေမယ်ပြီးတော့ချစ်စရာကောင်းတဲ့ပုံစံလေးလည်းမြင်ရမယ်လို့ထင်ပါတယ်ရှင့်ဒူရီယာလေး ဘယ်လိုလိန်ညာခံတာမကြိုက်ကြဘူးဟာငါအတီပြောနေအဲတဲဒီတိုးဆောင်ပိုင်းကတော့တဲဒီစကားလေးတကားတော့ရိုက်ထားတယ်ပေါ့နော်ကိုကျန်တို့နဲ့အဲဒီမှာလည်းပါတယ်ကိုရဲလွင်ဦးလို့နဲ့မဆင်နီမြတ်တို့နဲ့တဲတကားတော့ရိုက်ထားပါတယ်အိကားလေးကတော့ဘယ်တော့ထွက်ဖြစ်မလဲတော့မသိသေးဘူးပေါ့နော်အဲဆိုတော့ဒီရုပ်ရှင်ဘက်ကတော့အဲ့ဒါလေးပဲရှိပါသေးတယ်ဒီဂီတာဘက်ကတော့တဲဒီနောက်လာပေါ့နော်ဒီစမာလာထဲမှာသင်းတင်လေးတပုတ်ထွက်ဖို့အတွက်တဲကိုလုပ်နေပါတယ်ဒီ music video လေးကိုအစားပေါ့နော်အလုံးမြင်ရတာလေးကအာလူငယ်ဆက်ဆက်လေးနဲ့ဒါနဲ့ထိုက်ဆိုတဲ့ပုံစံမျိုးမဖြစ်အောင်တော့ကြောင်းလေးပြီးရဲ့ဖို့အတွက်စီစဉ်နေပါတယ်ရှင့် အဲ့ဒါလေတဲ့နောက်ပိုင်းသချင်းမထွက်ဖြစ်တာလည်းပါတယ်ပေါ့နော်သချင်းကြီးကဒီတိုင်းမှာအရန်ထွက်တာကျဲသွားတဲ့အခါကျတော့ပြိသက်တွေကအဲသူတို့ဒီရင်တော့ကသချင်းကြီးရဲ့မှာသူတို့အရန်ကြိုက်တဲ့သချင်းကြီးရှိရဲ့အဲ့ဒါလေးပြင်ပြီးတောင်းဆိုကြတာပေါ့နော်အဲလူယူပါအဲကိုချမ်းသာပြီးပါဆိုတဲ့သချင်းလေးဆိုလည်းအဲ့လိုပဲအဲတဲ့တင်ထားပြီးတော့တိတ်ပြီးအဲ့သချင်းဆို promote လည်းမလုပ်ဖြစ်ဘူးတိုင်းမဲသုံးနိုင်တိုင်းလေးပဲတင်ထားတာဒါပေမဲ့အဲ့သချင်းလေးကိုသဘောကျတဲ့ပြိသက်တွေကလည်းညားတယ်ပေါ့နော်ဆိုတဲ့အခါကျတော့အဲ့သချင်းလေးပြန်တင်ပြီးပြန်တင်ပြီးနဲ့တောင်းဆိုကြတဲ့အခါပြန်တင်ပြီးဖြစ်တာပါ Hey hi remember blue suit I'm in ချိုချိုအေးအေးသချင်းလေးတွေရင်ရင်လေးပေါ့နော်အဲရိုးရိုးရင်ရင်လေးနေမမြင်တာလည်းများတယ်အဲ့လိုပုံစံလေးနေပို့ပြီးတော့ကြည့်ကြပါတယ်အဲဒါမဲ့တဲခုဒီနောက်လာလေလာမဲ့သချင်းလေးကိုကြတော့လေနည်းနည်းလေးလေးဆန်းတင်နေကိုကိုရိုင်းနဲ့လူငယ်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့လူငယ်အဲ type လေးနေပေါ့နော်အတီးတာဆိုကိုခရကီနဲ့တီးတာဆိုတော့လေနည်းလူငယ်ဆန်းဆန်းလေးတော့လာဖို့ရှိတာအဲ့ခါကျရင်လေအမြင်လေးတော့ဆန်းသွားမယ်ဒါပေမဲ့အဲအမြင်ဆန်းဆန်းလေးကိုလည်းချစ်ပေးကြပါအောင်လို့ကြည့်ပါတယ်ဟုတ် အဲဆိုတော့အမြင်စမ်းတယ်ဆိုပေမဲ့တင်းရအရင်ရိုင်းရိုင်းပြပြအဝတ်စားမျိုးတရုတ်ပြတ်တာမျိုးတော့မဝတ်ဘူးအဲ့လိုမျိုးတော့မလုပ်ဘူးပေါ့နော်အဲဆိုတော့ဒီဟာလေးကတော့ပြည်သက်တယ်အရင်ရော တရံတော့မမျောသင့်ထားပါဘူးဒါပေမဲ့နည်းနည်းတော့ပြည်သက်လေးချစ်ပြီးတော့လက်ခံပေးကြပါဦးဟုတ်အဲတဲ့ပုံမှန်ပြင်မှာဆိုတော့လူငယ်ဆန်ဆန်ပေါ့ပပပဲနေဖြစ်ပါတယ်အဲဒါပေမဲ့တဲ့ထီရှိမှထွက်ထားတဲ့တခြင်းတွေမှာလည်းအဲ့လိုလူငယ်ဆန်ဆန်လေးတွေလောက်ထားတဲ့တခြင်းတွေရှိတယ်ဒါပေမဲ့အဲ့တခြင်းလေးကတိတ်ပြီးလည်းမပေါက်ဘူးလူလည်းမသိလိုက်ဘူးပေါ့နော်ဒါပေမဲ့ပြည်သက်တွေလက်ခံကြရဲချစ်ကြရဲဆိုလို့ရှိရင်ရိုးရိုးရိမ်ရိမ်လေးပြန်ဖြစ်နေရအဲဆန္ဒလိုပြန်ဆိုတေးချင်းတူရင်တော့မှလူယူပါတဲ့ကိုချမ်းသာပြီးပါတော့ဂျွန်ဂျွန်လိုက်မှရောရဲမှုဆိုဒီမှာဝတ်စုံနေပဲရိုက်ထားအဲ့ဒါလေးတွေကိုပဲသဘောကျကြတာဆိုတော့အဲတဲကို ဓာန်နဲ့ထိုင်ဆိုရင်အဲ့လိုမျိုးလေးပဲမြင်လို့ဖြစ်နေရပါဟုတ်အဲဟုတ်တယ်တခြင်းအားကြတော့အဲနောက်ထပ်ပဲတခြင်းဒီဘလိုပဲထွက်ထွက်အဲ့တခြင်းကိုမကြုံနိုင်ဘူးပေါ့နော်ကိုယ့်အကူလေးကိုယ်ပိုင်တခြင်းနဲ့ဖန်တီဖန်တီပြန်ဆိုတေးရဲထက်လှုပ်ထက်လှုပ်ဒီဇွန်လမှာရွာတဲ့မိုးကိုပဲလူတွေကပို့ပြီးတော့ဆွဲကြတယ်အခုထိလည်းပြင်မှာမြင်ညှလို့ရှိရင် အင်တာဗျူးအားဆောင်မှာအခုလိုပေါ့ဒီဇလိုင်းမှာရွာရဲမို့အဲ့ဒီတုန်းနဲ့ဖြစ်ရအခုထိပြိုမြင်လာနေလဲညီမလေးဒီဇလိုင်းမှာရွာရဲမို့အဲ့လိုပဲဆိုတော့ပျော်လဲပျော်ပါရဲဘလွေဖြစ်ဒီတချင်းလေးနဲ့တရားနဲ့ထိုက်ဆိုဒီဇလိုင်းမှာရွာရဲမို့ချောချောလိုင်းမှာရွာရဲမို့ဆိုတရားနဲ့ထိုက်ဆိုပြီးတွဲမိသွားလीပေါ့ချောချောလိုင်းမှာရွာရဲမို့ပွဲလေးမြောက်စေသလိုမောင်ကြီးချစ်တော်မြေရှိနေမလားတောင်ပြပြရလေမှာစင် ကကြတော့လေသဒ္ဒါနဲ့ထိုက်ဆိုရင်များသောအားဖြင့်ပြန်ဆိုတင်းနဲ့ပဲလူတိထားတယ်။သူကပြန်ဆိုတင်းနေပဲဆိုတော့တစ်ခါလေးပွဲမှာတော့လို့မျိုးထင်ကြတာပေါ့နော်။ဆိုတော့ချင်းချင်းဆိုလေဟဲ့သူကပြန်ဆိုတင်းနေပဲဆိုတဲ့အဆိုတော့ပေါ့နော်။အမှန်တော့အဲ့လိုမဟုတ်ပါဘူး။တကယ်ကိုမတချင်းနေထွက်ခဲ့ရရဲ့အများကြီးရှိရဲ့မီနီအယ်ဘမ်လေးတွေလည်းထုတ်ခဲ့ရရဲ့အများကြီးရှိရဲ့ပေါ့နော်။ဒါပေမဲ့တကယ်ပြစ်သက်တွေလက်ခံပြောပေါက်သွားတယ်သူကလည်းသူပေါက်သွားလို့ရှိရင်ညာပြန်ဆိုတေးတွေကြီးဖြစ်နေရအဲ့အဲ့လိုမျိုးဖြစ်နေရပါတော့ဒါပေမဲ့တဲကိုတော့ဒါနဲ့ထိုက်ဆိုရင်ပြန်ဆိုတေးဆိုတာထက်သူကိုယ်ပိုင်တချင်းနဲ့ ပေါက်တယ်ကို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 ရဲ့ကိုပိုင်တခြင်းနေနေတော့ပုံပြီးတွဲသိစီချင်ပါတယ်ဟုတ်ကိုကိုကတော့အများကြီးပြည့်အောင်တော့တိုးစားပြီးတော့ဖြည့်နေပါတယ်အဲဆိုတော့အာမီယာလေးကတော့နည်းနည်းပေါင်းစပ်စိန်အခုဒီလိုသေးရဲ့လိုခံစားရရဲ့ဂီတလောကဘက်မှာတော့တဲအခု တောင်းတစ်စံရေလောက်ကအဆင်ပြေရဲဆိုပေမဲ့ရုပ်ရှင်လောကမှာကျတော့အဆင်မပြေဘူးတော်တော်လေးအေးနေတယ်ပါနေပေါ့နော်မတွက်ဘူးအဲသူများရဲ့ပပပပန်းနဲ့အကုန်လုံးနှုတ်ဆက်ပြီးရချိန်မှာတောင်ပြောင်နေတယ်လာပဲတော့မသူ့အရင်ဆုံးဆရာမလည်းဘလို့ဟာဖြစ်အောင်မလည်းအင်းအားနာတယ်တယောက်အလုံးရှုံနေမှာပဲကိုကလည်းကိုအေးစီလေးနေရနေပဲတယောက်ထဲကြက်ကြန်ခဲ့ရပါတော့ဆိုတော့ပေါင်းတစ်စံရေပိုင်းတော့ပို့ပြီးတော့ လုပ်ဖို့လိုရလို့ထင်ပါတယ်အာဒါဂီတာဘက်ကကျတော့ဒါတချင်းလေးရောထွက်ပြီးထွက်သွားဖို့ရှိပါတယ်ရုပ်ရှင်ဘက်ကလည်းဒီ program ရိုက်တာလေးကြော်ညာရိုက်တာလေးရောရှိရဲအဲ့ဒါလေးလည်းဒီနှစ်ကုန်လောက်ဒုမဟုတ်အာနှစ်အဲနှစ်ဆလောက်တော့ထွက်မယ်ထင်တယ်ဗောနော်2016နှစ်ဆပိုင်းလောက်တော့ထွက်မယ်ထင်ပါတယ်ဆိုတော့ဒါလေးလွှတ်ထားတဲ့အနုပညာလေးတွေကိုလည်းအဲချစ်တဲ့မျက်စိလေးနဲ့ကြည့်ပြီးအားပေးကြပါဦးလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်